အဖေကပြန်ရင်ဘယ်သူမှဟင်းဟာလုံးလို့မရဘူးဆိုတဲ့လူတွေနဲ့အင်းတွေတော့မပါဘူးဒီမှာလာထိုင်ကြီးလေးနောက်ကမှကိုဖြစ်ချင်တယ်လို့မဖြစ်ရလို့ဆိုရင်စိတ်တက်ကြောင်ဝင်နေနေပဲဆိုတော့ဝီစကီလေးတစ်ခွက်ကမင်းအတွက်စိတ်တက်တဲ့ခေါင်းအားတွေကိုပေးဆွမ်းပါလိမ့်မယ်ဒါကလော့ကတိုင်ရဲ့ပုံမှန်ပြခွက်တွေပါရေဝဲတစ်ခုလုံးကိုစုံကန်သွားတဲ့သူမကိုတော်မှအနောက်ဆုံးမေးပြနိုင်သေးတာပဲမဟုတ်လားဒီလိုကိစ္စတွေကတော့ဝီစကီတွေကကိုစားနိုင်ပါတယ်ကွာဆိုတဲ့စကားနဲ့ဘေးနားကညီလေးတယောက်ကိုနှစ်သိမ့်နေခဲ့မိတာပါ ခွဲချေအပူလေးမှာတိုင်ပြီးမျက်ရည်တွေတွှဲွှဲနဲ့အင်းရင်ကျူမင်းသမီးနဲ့ဘာတော်လဲလို့မေးရတော့အောင်မျက်ရည်တွေကဘိုးသီးလုံးလောက်ကျနေခဲ့တဲ့အထိအဲ့ညီလေးကဘိုးကျွေးနေခဲ့တာပါသူပါကြောင့်ကိုလဲဆိုတာတေချာမသိပေမဲ့နှစ်သိမ့်ပေးရမယ်တောင်ဝင်ကတော့ကို့မှာရှိတယ်ဆိုတဲ့စိတ်ကလေးနဲ့ဘေးနားကနေနှစ်သိမ့်နေခဲ့မိတာပါ အကျွေးရှင်ကအကျွေးတောင်းလို့ငိုနေတာလားဒါမှမဟုတ်လမ်းထိပ်ကဂဲကကောင်းနေတဲ့ရန်တွေးဖြစ်တာလို့လားဆိုတာမသိရပေမဲ့အဲ့ညီလေးကိုကြည့်ရတာတော်တော်လေးကိုမှခံစားနေရတဲ့အခြေအနေမှရှိနေခဲ့တာပါဒီလိုနဲ့ညီလေးဘာကြောင့်ငိုနေရလဲဆိုတော့တငယ်ချင်းတွေကိုဖလားသုံးလုံးယူပြမယ်ဆိုပြီးလေးတိုင်ချပေးပါအခုကြမှပြိုင်ပွဲကနေထွက်လိုက်ရလို့ဗျာဆိုပြီးမြင်းနိုင်ငံလေးနဲ့ပြန်ပြောနေခဲ့တာပါအဲ့တော့မှကိုလည်းနေနေပါပါသတိရသွားပြီး ်ဟောမမေမီညီလေးဖလားလေးလုံးယူပြမယ်ဆိုရင်မနေ့ကပြောခဲ့သေးတယ်ညီလေးမလားဆိုတော့ဟုတ်တယ်ကိုကြီးတယ်မင်းကမနေ့ကလည်းအာချောင်းထားပေးပြီဒီနေ့လည်းအာချောင်းထားပြန်ပြီလားဆိုတော့ဒီနေ့တော့တေးကြပြီဆိုပြီးမနေ့ကကိစ္စကိုမချင်တတ်တာနဲ့ထပ်ပြီးအာချောင်းမိတာပါကိုကြီးအားဆိုပြီးပြန်ပြီးပြောနေခဲ့တာပါဖြစ်တယ်ပါတယ်ညီလေးအောင်မင်းတို့ပဲလန်တီကဂိတ်ကကောင်နေလဲဒေကြီးမိုးကြီးတွေပြောခဲ့သေးတာပဲဒါပေမဲ့အဲ့ကောင်တွေကတော့အခုတော့တို့အခြေအနေကိုတို့သိသွားကြပါပြီညီလေးလည်းကိုယ့်အခြေအနေကိုကိုယ်သိပါညီလေးအောင်ဘွားဆိုတာပုံသေးကားချက်တတ်မှတ်လို့မရသလိုကြွားချင်တိုင်းလည်းမကြွားနဲ့လို့မှာချင်ပါတယ် ဒီလိုလိုပြောနေကြစကားတစ်ခုရှိပါတယ်။ FA ကပြန်ရင်ဘယ်သူမှဟီဟာလုံးလို့မရဘူးဆိုတဲ့ပြောစကားတွေထဲမှာ Louis Enriquez ဆိုတဲ့နေပြကြီးတော့မပါလာဘူးလို့ထင်ပါတယ်။သွားမရှင်နေကြီးလေးဟောကတဘာနဲ့ဝါနဲ့ဘောလုံးနေပြလုလာတာဖင်မွေးကိုပါဖြူနေပြီ။အဲ့လိုနေပြကြီးကိုရှင်ဘိုးဆိုရင်ကိုဘက်ကအဆအဆအရာရာတာလုံးနေတော့မှရှင်ဘိုးခက်တယ်ဆိုတော့အခုညီလေးလေးသဘောပေါက်ပြီဖြစ်ပါပါ။ညီလေးလေးလည်းကောင်းပါတယ်ညီလေးအား။ဒါပေမဲ့ Enriquez နဲ့တွေ့ရင်တော့ညီလေးတို့ကကလေးတတပါပဲ။ပြမကျော်ပြင်းပြပြမှာသွားပြီးကစားခဲ့တဲ့အချိန်ကလေးကညီလေးတို့နိုင်ခဲ့တယ်ဆိုပေမဲ့ကစားပုံနဲ့နေစနစ်ကဘသူတာခဲ့တယ်ဆိုတော့ပွဲကြည့်တဲ့သူတိုင်းသိကြပါပါဘောလုံးကိုအိမ်မှာယူသွားလို့ရတယ် နိုင်သုံးဖက်ကိုတော့သူ့အတွက်ထားခဲ့ဆိုတဲ့မော်ရီဟိုရဲ့စကားနဲ့ညီလေးတို့ပြောခဲ့ကြသေးတယ်မဟုတ်လားအခုတော့အဲ့ဒီလက်သုံးစကားကြီးကိုပြောခဲ့တဲ့ညီလေးတို့အနေနဲ့ပွဲမပြီးသေးပဲပြောခဲ့ကြသလိုဖြစ်နေခဲ့တယ်လို့ပဲဆိုချင်ပါတယ်ညီလေးတို့တွေလည်းမကောင်းမှုတော့မဟုတ်ပါဘူးပြီးခဲ့တဲ့ညကစားခဲ့တဲ့ပွဲအစမှာကစားပုံကောင်းခဲ့ကြသလိုဂိုးသွင်းခွင့်တွေလည်းအချင်းချင်းရခဲ့ကြတာကိုမြင်တွေ့ခဲ့ရပေမဲ့ဂိုးကန်တော်တော်လေးခေခဲ့ကြပြီးဂိုးဝင်သွားတဲ့အလုံးမှာလည်းလူကျုံနေခဲ့တဲ့အတွက်ပြန်လည်ပြီးတော့ပယ်ဖျက်ခံလိုက်ရပါတယ်အဲ့လိုဂိုးကန်နဲ့အချင်းချင်းခင်းနေကြတဲ့ညီလေးတို့အတင်ထွက်ရတော့ပဲထင်နေဆိုပြီးတော့စိတ်ထဲကနေရေရွနေမိပါသေးတယ် ဒါပေမဲ့လည်းပွင့်ပြီးသေးပါဘူးလေဆိုပြီးတော့စက်ကြည့်ခဲ့တဲ့အခါမှာတော့ထင်ထားတဲ့အတိုင်းညီလေးတို့အသင်းအရှုံးပေးလိုက်ရလို့ပဲဆိုကြပါတယ်တကယ်တော့ PSG ကတော်တော်လေးကိုကောက်ခဲ့ကြတာပါအင်စာကိုတေချာလုခဲ့ကြတယ်လို့လက်ပေါင်းမှာဘသူကအခင်အားကြလဲဆိုတာကိုတေချာလေးတွက်ချက်ခဲ့ကြပြီးအဓိကကြတဲ့လူကိုလှုပ်မြအောင်စုပ်ကန်လိုက်တဲ့အခါမှာတော့ညီလေးတို့လည်းကိုရဖို့အတွက်ရုန်းကန်သွားခဲ့ရတယ်လို့ပဲဆိုကြပါတယ်ပရမအကျော်မှာဆာလာကိုထုတ်လိုက်ပြီးအီလီယော့ကိုထည့်လိုက်တဲ့အချိန်မှာဘသူကိုအဓိကချုပ်ကန်ရမလဲဆိုတာမသိတော့တဲ့ PSG ဟာဒုတိယအကျော်မှာလည်းဆာလာကိုအဓိကချုပ်ကန်ခဲ့ကြပြီးဒီပါဦးကိုချန်ပီယံလိပြိုင်ပွဲကနေထုတ်ပယ်သွားခဲ့ကြတာဖြစ်ပါတယ်